မင်္ဂလာပါယနေ့အောက်တိုဘာလ26ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲမတိုင်ခင်စစ်တပ်အတွင်းမှာတိုင်းမှုဒါကဆမှုနဲ့စစ်တပ်ကတော့ចောင်းအုပ်ကြီး30နီးပါးကိုရာထူးတိုးနဲ့နေရာအပြောင်းလဲတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုသတင်းတောက်နိုင်နိုင်ကပေးပို့ထားပြီးကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရွေးကောက်ပွဲမတိုင်ခင်စစ်တပ်အတွင်းမှာတိုင်းမှုဒါကဆမှုနဲ့စစ်တပ်ကတော့ចောင်းအုပ်ကြီး30နီးပါးကို ရာထူးထိုးတဲ့နေရာအပြောင်းလဲတွေပြုလုပ်ထားတယ်လို့စစ်တပ်နဲ့နှိစက်တဲ့သူတွေစီအသိရပါတယ်။ရေကောက်ပွဲချင်းမကန်ဒီမှာစစ်ကောင်စီဟာစစ်တပ်ကတော့ကြောင်းအုပ်ကြီးတွေကိုစစ်တိုင်းမှုဖြင့်ရာထူးအတိုးအပြောင်းပြုလုပ်ပြီးတက်မမှုမဖြစ်သေးတဲ့သူတွေကိုလည်းတက်မမှုဖြစ်လာအောင်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစုထမျိုးဆက်ကိုချပြနေတာဖြစ်တယ်လို့စီရန်ဘူကြီးဇင်ရောကတုံ့တက်ထားပါတယ်။သူတို့ပေါ့နော်ဒီရွေးကောက်ပွဲပြီးစစ်တပ်မှာနေရာချတာပါပဲသူတို့စပြီးတော့ပြန်ပြီးတော့နေရာချတာပေါ့နော်ဒီလူတွေလည်းအပြီးမဟုတ်သေးဘူးနောက် တပုတ်လာအောင်ပါပဲပေါ့နော်ရွေးကောက်ပွဲလာကန်နေကြရင်အခုလက်ရှိကြောင်းကြီးတွေဖြစ်နေတဲ့သူတွေကစစ်တိုင်းမှုတွေဖြစ်သွားမယ်ပေါ့နော်ဒီလူတွေပဲအမာခံဖြစ်သွားတော့မှာနောက်အဲဒီအောက်ကတမမှုမဖြစ်သေးတဲ့သူတွေကလည်းဒါတမမှုတွေဖြစ်လာမယ်ဒါသူ့ရဲ့ဒါမျိုးဆက်ပေါ့နော်စရုပ်ထမျိုးဆက်အမှန်ကိုစပြီးတော့ချတာစေကောင်းဆောင်မင်းအောင်လိုင်ဟာစစ်တပ်ဆိုကြောင်းအုပ်ကြီးဗိုလ်မှူးချုပ်စိုးမြတ်ထွတ် DSA 40ကိုအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ရာထူးတိုးပြောင်းရွှေ့လိုက်ပြီးတော့ပြင်းပြင်းနဲ့ကော့ဂရိတ်ခြေစာ MS 7 စစ်စင်ရေးကိုကဲရေးဌာနမူဘုံမူကြီးတူရဗျာလေး DSC 40ကိုစစ်တပ်ကတို့ကြောင်းအုပ်ကြီးဖြစ်ရာဒူတိုးပြောင်ရွှေ့ခန့်လိုက်တယ်လို့သိရပါတယ်။အလားတူပဲရှမ်းပြည်နယ်ရှေးပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်နိုင်စောဦးကိုရာဒူကဖေရှားဖမ်းဆီးလိုက်ပြီးတော့ရှေးပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူအစ်စ်အဖြစ်ဘုံမူချုပ်ကျော်နိုင်ဦး DSC 40ကိုရာဒူတိုးခန့်အပ်လိုက်ပြီးဘုံမူချုပ်ကျော်နိုင်ဦးဟာအရင်ကမကွေးခြေဆိုင်တပ်မ88တပ်မမူဖြစ်ခဲ့တယ်လို့သိခဲ့ပါတယ်။ ဒါပြင်အင်းတိုင်းခြေဆိုင်တမ17ရဲ့ဒုတိယတမမူဘုံမူကြီးမြင့်ဟင်းကိုတမ88မကိုရဲ့တမမူဖြစ်၎င်းမော်လိုက်ခြေဆိုင်အမှတ်30စစ်စင်ရေးခုကဲမှုဌာနချုပ်ရဲ့ဌာနချုပ်မူဘုံမူချုပ်အောင်ထေးကိုတမတော်ရှိတမတော်နိပညာတက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်၎င်းကောတောင်းစစ်ပြူအောင်မူဘုံမူကြီးဟန်လင်းကိုမော်လိုက်ခြေဆိုင်အမှတ်30စစ်စင်ရေးခုကဲမှုဌာနချုပ်ရဲ့ဌာနမူအဖြစ်၎င်း အင်းမအခြေဆိုင်တက်မ66ရဲ့တက်မမှုဘုံမှုရုပ်ကျော်ဆိုးလင်းကိုတက်မတော်တူနာပြင်းနဲ့ဆေးဘက်ပညာတက်ကတူကျောင်းဦးကြီးဖြစ်၎င်းပြောင်းရွှေ့ခန့်လိုက်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီဟာကတော့မပြီးသေးဘူးဆုံးလေးကပြောသလိုနောက်ထပ်ရွေးကောက်ပွဲပြီးတဲ့ကာလမှာအခုလက်ရှိဒီမှာကျောင်းဦးကြီးတွေဖြစ်လာကြတဲ့သူတွေရှိတယ်။အဲအဲ့ဒီကျောင်းဦးကြီးတွေကနေတိုင်းမှုတွေဆက်ပြီးတော့ဖြစ်လာမဲ့အနေထားမျိုးပါပဲဗျ။ဆက်ပြီးတော့ဒါအခုသူလူဆပြီးတော့ရွေးနေပြီ။ဒါနောက်ဆုံးစကားတွေနေပေါ့။နောက်ဆုံးစကားတွေနေ။ အဲဒီစကားတွေနေထဲမှာရင်သူဒီအပြစ်ရှိတဲ့သူအကြည့်မရတဲ့သူသူစိတ်တိုင်းမကြတဲ့သူတွေတော့ထုံးစံအတိုင်းဖြုတ်ထုတ်တတ်လုံးမှာပေါ့ဒါအခုကတော့ဒါလူရွေးပွဲမှာဒါနောက်ဆုံးစကားတွေအစ်စ်လို့ပြောရမှာဖြစ်ပါတယ်စေကောင်းဆောင်မင်းအောင်လိုင်ရအမတ်ဆက်ကိုစစ်စင်ရေးကုကင်းမှုဌာနချုပ်ရဲ့ဒုတိယဌာနချုပ်မှုဗိုလ်မှူးချုပ်ကောင်းစော်မြင့်ကိုတမ66တမမှုဖြစ်လကောင်းအမတ်20စစ်စင်ရေးကုကင်းမှုဌာနချုပ်ရဲ့ဌာနချုပ်မှုဗိုလ်မှူးချုပ်ဇေယျလင်းကိုလည်းဘာထူးတမတော်ကြီး တိုက်ခတ်ရေးတင်းတန်းကြောင်းရဲ့ကြောက်ကြီးဖြစ်လကောင်စစ်ရာဓုခန့်ချုပ်ယုံကဗိုလ်မှူးချုပ်ရဲကောင်ကိုလည်းအမှတ်20စစ်စင်ရေးကုကဲမှုဌာနချုပ်ရဲ့ဌာနချုပ်မှုအဖြစ်လကောင်ပြောင်းရွှေ့ခန့်လိုက်တာလည်းဖြစ်ပါတယ်။ဒါပြင်မှာစနစ်စစ်စင်ရေးကုကဲမှုဌာနချုပ်ကစကခမှုဗိုလ်မှူးချုပ်မင်းတီဟောက်ကိုဗထူးတက်မတော်ဗိုလ်တင်တန်းကြောင်းရဲ့ကြောက်ကြီးဖြစ်လကောင်ဘကိုးအခြေဆိုင်တက်မ89ရဲ့ဒုတိယတက်မမှုဗိုလ်မှူးကြီးရဲဝင်းအောင်ကိုလည်း အမှတ်73စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ရဲ့စက္ကခမှုအဖြစ်၎င်းစစ်တွေခြေစားရဲ့ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကဒါကစမှုဘုံချုပ်နေမျိုးအောင်ကိုလည်းတက်မတော်အုတ်ချုပ်ရေးမှုကြောင်းပြည်ဦးတွင်ရဲ့ကျောင်းဝကြီးဖြစ်၎င်းစေဦးစီးတက္ကသိုလ်ကကျောင်းဝကြီးဘုံချုပ်ဇော်ထိုက်လက်ကိုစစ်တွေခြေစားရဲ့ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ရဲ့ဒါကစမှုအဖြစ်၎င်းအသေးသေးပြောင်းရွှေ့ခန့်ရလိုက်တာလည်းဖြစ်ပါတယ် နောက်ထပ်လည်းမဆက်ကွန်ဆစ်စင်ရေးကိုကဲမှုဌာနချုပ်ကဒါကခမှုဘုံမှုချုပ်ကျော်စွာလင်းကိုမှော်ပြီးဘိုးတင်နန်းကျောင်းရဲ့ကျောင်းဝကြီးဖြစ်လကောင်းတမ55ကဒုတိယတမမှုဘုံမှုကြီးမျိုးမြင့်ဦးကိုလည်းမဆက်ကွန်ဆစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့ဒါကခမှုဖြစ်လကောင်းနိုင်ငံတော်ကာကွယ်တပ်ကသူနီးပြချုပ်မှုဘုံမှုချုပ်ကျော်စီဝင်းကိုစိုက်ထိုးအခြေဆိုင်တမ44တမမှုဖြစ်လကောင်းပြောင်းလဲခန့်အပ်လိုက်တယ်လို့လည်းသိရပါတယ် စေဦးစီးတက္ကသိုလ်ကဗိုလ်မှူးချုပ်ကျော်ထင်ငိမ့်ကိုအမှတ်3တက်မဟာမိုးကောင်းရဲ့တက်မမှုဖြစ်၎င်းစေဦးစီးတက္ကသိုလ်ကဗိုလ်မှူးကြီးနေမျိုးကိုလည်းအရှိတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ဒုတိယတိုင်းမှုဖြစ်၎င်းမိုင်းတုံအခြေဆိုင်စစ်ပြွာမှုဗိုလ်မှူးချုပ်ကျော်ထင်ကိုလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းစစ်ဦးစီးချုပ်ဖြစ်၎င်းဗော်လခဲအခြေဆိုင်စစ်ပြွာအခြေချစခန်းကပြွာမှုဗိုလ်မှူးချုပ်အောင်စောလွင်ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းစစ်ဦးစီးချုပ်အဖြစ်၎င်းအသီးသီးပြောင်းရွှေ့ထားတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့လကလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာသူယုံကြည်စိတ်ချရတဲ့ဗိုလ်ချုပ်တွေကိုရာထူးတိုးပေးပြီးတော့ဒုတိယဗိုလ်ချုပ်ကြီးကာဆန်ထနှစ်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး DSA 35နဲ့ကာဆထ3မူဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဘာတာက83ကိုလည်းရာထူးကနေဖြုတ်ချကအရန်အင်အားကိုပြောင်းရွှေ့လိုက်တာလည်းဖြစ်ပါတယ်။ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စကိုင်းတိုင်းတွင်ရှိဗမောက်မြို့ကိုစစ်ကောင်စီနဲ့ရှမ်းနေပြည်သူစစ်ပူးပေါင်းအင်အားတွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရကြောင်းတိုက်ပွဲတွေပြင်းထန်နေပြီးစကားဆလက်နက်ကြီးတချို့ကြောင့်မြို့တွင်ရှိအစိုးရယုံတွေနေအိမ်တွေမိလောင်မှုတွေရှိရလို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကစပြီး KIA နဲ့တော်လိုင်းရင်အင်အားစုတို့မှပူးပေါင်းပြီးဗမောက်မြို့ကိုတိုက်ခိုက်ခဲ့ကရပ်ပိုင်းအတွင်းမှာတွင်မြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ရှမ်းပြည်ပြည်သူစစ်တွေဟာ မျိုးပြင်ကိုစုတ်ခွာထွက်ပြေးသွားခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီနောက်အော်တိုဘာလ4ရက်နေ့မှာဗမောက်မျိုးမှာစုတ်ခွာသွားတဲ့တပ်ဖွဲ့တွေကိုစစ်ကောင်စီမှတပ်မ33အင်အား400ကျော်ဖြင့်ဖုံးမလေးမှတစ်ဆင့်စစ်ကူပေးခဲ့ပြီး၎င်းတို့လက်လွတ်ခဲ့ရတဲ့ဗမောက်မျိုးကိုထပ်မံတိုက်ခိုက်လာတယ်လို့သိရပါဗါးအင်အားဖြည့်တင်းပြီးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့တိုက်စစ်ကြောင့်ဗမောက်မျိုးပတ်ချလင်နဲ့မြို့တွင်းနေရာတွေမှာနေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့ပြီးအော်တိုဘာလ26ရက်ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီလက်နက်ကြောင်မြို့တွင်ရှိရဲစခန်းအပါနေရာအချို့မှာမီးလောင်မှုတွေရှိတယ်လို့သိရပါတယ်။မီးလောင်တာကတော့ရဲစခန်းဘက်တွေမှာလောင်နေတာ။တိုက်ပွဲကြောင့်လောင်နေမယ်ပြောမှာပေါ့။မြို့ပြင်မှာရှမ်းနေပြည်သူဆက်တွေရှိတော့တိုက်ပွဲကတော့နေရာတွေဖြစ်နေတယ်။အခုက drone လာလက်နက်ကြီးကြောင်လာတော့မတည်သေးဘူး။ညနေမှတရားတည်ရပါမယ်။စစ်ကောင်စီကဗမောက်မြို့ကိုပြန်လည်ရရှိဖို့အတွက်တပ်မတ်တုံတုံအင်အားအများပြားဖြင့်အဓိကအုံပြတိုက်ခိုက်နေတယ်ဆိုပေမဲ့မြေပြင်မှာတော့ တက်မ33 uniform ကိုဝတ်ဆင်ထားတဲ့ရှမ်းပြည်ပြည်သူစစ်နဲ့စစ်မှုရန်တင်နန်းစင်ပြည်သူစစ်တွေသာအဓိကတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်တပ်ဘက်မှမြေပြင်ထိုးစစ်တွေထက်ဤပညာမြင့် drone များနဲ့လက်နက်ကြီးများကိုအဓိကသုံးစွဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါတွေမကနေ့စဉ်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုတွေများခဲ့ပြီးတချို့စစ်မျက်နှာတွေမှာသေဆုံးသူ၎င်းတို့ရဲဘော်တွေနဲ့လက်နက်ခဲယမ်းတွေကိုပြန်လည်ကောက်ယူနိုင်ခြင်းမရှိဘူးလေ။ စူပါရဲဘော်မှာဆက်ပြောပါဗျ။အဲကျွန်တော်တို့အဖွဲ့တွေကတော့မြို့ကိုကာထားတာပေါ့။ဒီကောင်တွေဘက်ကတော့စစ်တပ်ကရှမ်းနေပြီးတော့ပေါင်းပြီးတော့စစ်ကြောင်းထိုးတယ်။တပ်ပွဲတွေမှာတဝမ်းမိရမျိုးတော့မရှိဘူး။ဒါပေမဲ့ဒီကောင်တွေဘက်ကတော်တော်လေးထိနာတော့တယ်။သူတို့ရဲ့ရဲဘော်လောင်းတွေကိုပြန်မဆွဲပြစ်ထားခဲ့ရတယ်အများကြီးပဲ။အလောင်းတွေအပြင်မှာမှတော်တော်ကလေးသူတို့ထိမှရှိတဲ့ခဲရန်တွေပါချိန်ရတာမျိုးရှိပါတယ်။ဗမောင်မျိုးကစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အဆက်မှာရှိတဲ့မျိုးဖြစ်တဲ့အပြင်တော်လန်ရေးအင်အားစုတွေထိန်းချုပ်ထားရာ အင်းတော်ကတ္တာမျိုးတွေနဲ့လည်းနှီးရဖို့စစ်ရေးရအချက်ချာကြတဲ့မျိုးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် MOD ရဲ့ဥဆောင်မှုဖြစ်ဒေါ်လာရင်းအင်အားစုတွေကသိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီနေဖြစ်လဲဗမောက်မျိုးကိုပြန်လည်ရရှိအောင်လေကြောင်း drone လက်နက်ကြီးနဲ့မြေပြင်အင်အားအများပြားသုံးကာထူးစစ်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းစာလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ကျင်းဒီစီမံကိန်းထဲမှာဝင်ရောက်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေပြူစောထီးတွေနဲ့ ်ရှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့ SNA တို့ကနီနာရှိကျေးရွာ28ခုကိုစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ကျေးရွာကံပြည်သူတပေါင်းကျော်ဟာစစ်ဘေးတင်းရှောင်နေရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက BBN ကိုပြောပြပါတယ်။အော်တိုဘားလ16ရက်နေ့ကမုံရွာကနေချင်းနှင်းမြစ်ကိုကူးပြီးဝမ်ပောင်ကျင်းနီစီမံကိန်းထဲကိုစစ်ကောင်စီရင်အားအများပြားဝင်ရောက်လာခဲ့ပြီးလက်နေကြီးတွေနဲ့အများပြည်သူနေထိုင်ရာကြေးရွာတွေကိုပိတ်ခတ်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေစစ်ဘေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်ဟာဝမ်ပေါင်းစီမံကိန်းထဲမှာလက်နက်ကြီးတွေတပ်ဆင်ပြီးနောက်အနီးနားကကြေးရွာတွေကိုဝင်ရောက်ခါပြည်သူတွေကိုတပ်ဖြတ်ထားတွေပြုလုပ်နေတယ်လို့လည်းအဆိုပါရဲဘော်ကဆက်ပြောပါတယ်။ဒါအပြင်ဆိုင်ကယ်နဲ့ထွက်ပြေးစဉ်ဆိုင်ကယ်ဘော်ကပြုတ်ကျခဲ့တဲ့အသက်60ကျော်အမျိုးသမီးတူတေဆုံးခဲ့ပြီးအသက်ကြီးအမျိုးသားတူလည်းဒဏ်ရာပြင်းထန်ကစေကူတမှုခံယူနေရတယ်လို့သိရပါတယ်။အော်တိုဘာလ20နဲ့21ရက်နေ့ကလည်းလမ်းပြ2ရောက်နဲ့စစ်ကောင်စီကပါရာမော်တာနဲ့ကျဲချလို့ ဘုံကြီးကြောင်းနဲ့မိလောင်နေတဲ့ကားကိုမိသွားငိမ့်တဲ့ပြည်သူ9ဦးစုစုပေါင်း9ဦးစစ်ကောင်စီကခုတ်ထစ်တက်ဖြတ်လို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဝမ်ပေါင်းကုမ္ပဏီနယ်နိမိတ်အနီးနားရှိကြေးရွာပေါင်း28ရွာခန့်ကလူဦးရေ1000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရကစားဝတ်နေရလေခက်ခဲနေတယ်လို့သိရပါတယ်။ဒါအပြင်တကြီးရွယ်တွေစစ်ဘေးတိမ်းရှောင်နိုင်ခြင်းမရှိတော့ဘဲရွာတွင်းမှာပဲပိတ်မိနေတယ်လို့လည်းသိရပါတယ်။လက်ရှိအထိကြေးရွာ3ရွာတွင်းမှာတကြီးရွယ်အုပ်20ကျော်ခန့်ပိတ်မိနေကြ ။အစာရေစာဆေးဝါးလုံးဝမရှိတော့တာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကတက်ကြီးမျိုးသားတဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေတိုင်းတရက်ခရိုင်မင်းနှုံမျိုးဝင်လမ်းမှာခီးသွားကားတွေကိုချင်းချောက်ဆက်ကြီးကောက်ဖို့ထွက်လာတဲ့စကောင်စီရဲတပ်သား2ဦးကိုကင်းမုံဝစ်ပြီးစောင်းကြိုတိုက်ခတ်ရာ2ဦးလုံးသေဆုံးပြီးတနက်နဲ့လက်သိမ်းဆဲရရှိခဲ့တယ်လို့တရက်ခရိုင်တက်ရင်၄ကဒီကနေ့ထုတ်ပြန်ထားပါတယ်။အော်တိုဘားလ26ရက်မနေ့6နာရီခွဲငန့်မှာမင်းနှုံမျိုးဝင်လမ်းမိုင်းပေါ် အင်းလေကုံကြေးရွာနီခီးသွွားကားတွေကိုလက်နဲ့နဲ့ချင်းချောက်ဆက်ကြီးကပ်ဖို့ထွက်လာတဲ့စစ်ကောင်စီရဲ့တပ်သားနေမင်းထက်နဲ့တန်းတိုက်ဆိုးတို့ကိုကင်းမောဝင်ပြီးစောင်းကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဆိုးပွားရဲတပ်သား၂ဦးနေရာမှာပင်သေဆုံးပြီး G3 နှစ်လက် G3 ကြီးပေါင်း၂ခု G3 G29 တောင်းလက်ပစ်ပုံးတစ်လုံးလက်ထိပ်တစ်ခုဖုံးတစ်လုံးနဲ့ငွေသား6,500ကျပ်တို့ကိုတင်းစဲရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဆိုပါတိုက်ခိုက်မှုကိုပြည်သူကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတက်ရင်တက်ခွဲနှစ်တက်စိတ်၅ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတက်ဖွဲ့ဝင်တွေအထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရီးယားချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာခေါင်းဆောင်နှစ်သားစဉ်နီးပါးဟာအော်တိုဘာလ26ရက်တနင်္ဂနွေနေ့ကနေအော်တိုဘာလ29ရက်အင်္ဂါနေ့ထိကျင်းပပြုလုပ်မယ်။အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့၃ရက်ကြာထိပ်သီးအစည်းအဝေးနဲ့အခြားအစည်းအဝေးများစွာကိုတက်ရောက်ဖို့ လေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုရောက်ရှိလာကြပြီပဲဖြစ်ပါတယ်။ဒါဟာအာဆီယံရဲ့48ကျင်းမြောက်ထိပ်သီးအစည်းအဝေးလည်းဖြစ်ပါတယ်။အာဆီယံကိုဖွဲ့ဝင်ဆယ်နိုင်ငံနဲ့ဖွဲ့စည်းထားပြီးတော့ဘရူနိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအိုမလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ပါဝင်ကြပါတယ်။အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကိုယ်စားလှယ်ရုံးရဲ့အဆိုအရအဆိုပါနိုင်ငံအားလုံးကိုပေါင်းရင်လူဦးရေ688တန်းနဲ့ပြည်တွင်းအတည်ရင်ထုတ်ကုန်အမေရိကန်ဒေါ်လာ3.9ထရီလီယံရှိတယ်လို့သိရပါတယ် အခုနှစ်မှာအစီအရံက7နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်တဲ့အရှေ့တီမောကိုလည်းထည့်သွင်းလာတာဖြစ်ပါလေ2002ခုနှစ်မှာအင်ဒိုနီးရှားနိုင်ငံကလက်လက်ရေးရရှိခဲ့ပြီးလူဦးရေတိတိကျကျ၄သန်းနေထိုင်လျက်ရှိပါတယ်အဆိုပါထည့်သွင်းစည်းဝေးမှာမြမစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလွဲပြီးတော့အဖွဲ့ဝင်နိုင်ငံတိုင်းကခေါင်းဆောင်တွေတက်ရောက်ကြမှာလည်းဖြစ်ပါတယ်အာဆီယံထိပ်သီးအစည်းအဝေးဟာနိုင်စင်အရှိအာရှထိပ်သီးအစည်းအဝေးနဲ့အတူအာဆီယံနိုင်ငံများ ်အမေရိကန်တရုတ်အိန္ဒိယရုရှားဂျပန်တောင်ကိုရီးယားအော်စတြေးလျနဲ့နယူးဇီလန်တို့ကခေါင်းဆောင်တွေစုဝေးတက်ရောက်နေရှိကြတာပဲဖြစ်ပါတယ်အခုနှစ်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တရုတ်ဝန်ကြီးချုပ်လီချန်အော်စတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘန်နီစ်အသက်ခန့်အပ်ခံရတဲ့ဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီချီတောင်ကိုရီးယားသမ္မတလီဂျေးမြောင်နဲ့နယူးဇီလန်ဝန်ကြီးချုပ်ခရစ်စတိုဖာလက်ဆန်တို့တက်ရောက်มาလည်းဖြစ်ပါတယ်ရုရှားဒုတိယဝန်ကြီးချုပ်အလက်ဇန်းဒါနိုဗက်ခါ မော်စကိုကိုစားပြုတက်ရောက်မှာဖြစ်ပြီးတော့အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကတော့အွန်လိုင်းကတဆင့်တက်ရောက်မှာလည်းဖြစ်ပါတယ်။မလေးရှားနိုင်ငံပိုင်သတင်းဌာနဘာနာမားရဲ့အဆိုအရကမ္ဘာ့ဘဏ်ပြည်ပဆိုင်ရာငွေကြေးရန်ပုံငွေဖွဲ့ပြည်ပဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းနဲ့ FIFA လိုလူသိများတဲ့ပြည်ပဆိုင်ရာဘောလုံးဖွဲ့ချုပ်တို့ကအကြီးအကဲတွေလည်းအစည်းအဝေးချုပ်ကိုတက်ရောက်ဖို့ရှိတယ်လို့သိရပါတယ်။ကျွန်တော် Richard ပါ။ယနေ့အော်တိုဘာလ26ရက် VPN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ